မရင်ချက်သေးတဲ့စေတောဝိမု ക്തി လို့ခေါ်တယ်။တမာရီစွမ်းအားစိတ်ရဲ့စံကျင်မဲ့ကိလေသာတွေကလွမြောက်ကြောင်းတမာရီရဲ့စံကျင်မဲ့ကိလေသာတွေကလွမြောက်ကြောင်းအတွက်အကြောင်းအထောက်အကူ၅မျိုးရှိတယ်။အဲ့ဒီ၅မျိုးကဘာလို့ဆိုရင်နမတ္တကကလျာဏမေတ္တာဆရာကောင်းတမာကောင်းလို့တယ်။နော်ဒါတွေကိုဖြောက်ပဲဖြောက်ပေးအောင်ဟောပြောပေးနိုင်တဲ့ဆရာကောင်းတမာကောင်း ကလျာဏမိတ်တာမိကောင်းဆွေကောင်းလူတယ်နံပါတ်1နောက်မိမိကိုယ်တိုင်ကကိုချင်းသီလပြည့်ဝဖို့လိုတယ်စင်ကြယ်တဲ့သီလရှိရမယ်သီလကျိုးပေါင်နေတာမျိုးလို့သီလမစင်မကြယ်ဖြစ်နေတာမျိုးလို့မဖြစ်เสียရဘူးတဲ့နံပါတ်2ကသီလနဲ့ပြည့်စုံကြိုးစားရမယ်တဲ့သီလနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်ကိုသီလကိုစင်ညာလိုက်တာနဲ့စိတ်ထဲမှာจิตနဲ့အာရမှုတွေဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာသည်ထီအောင်ကိုသီလက ဆိုပါစို့၅ဘာသီလဆောက်တည်ထားရင်၅ဘာသီလငါဘယ်တော့မှမကျွလွန်ဘူးငါဆောက်တည်လိုက်တဲ့အချိန်က၅ဘာသီလငုတ်တနာမှာပြည့်စုံတယ်ကျင့်နဲ့ဆရာကောင်းတဲ့ငါဘုရားမာတာအာကိုတစ်ခုကြီးရပြီလို့စိတ်ထဲမှာကျင့်နဲ့လောက်အောင်ငါဘာသီလကိုဆောက်တည်ထားတယ်ဟောသီလရှိတယ်ပြီးတဲ့အခါကျတော့နံပါတ်3ကဘာတော့ဆိုရင် တရားစကားဒီတရားစကားကိုကြားနာဖို့ဆိုရလဲအရေးကြီးတယ် အဲ့ဒီတရားစကားဟာကမ္မထာအလုံးနဲ့အိမတမသက်ဆိုင်တဲ့သီလတို့တမာရီတို့ပညာတို့ဆိုတဲ့ဓာရီနဲ့ဘဝမှာဒီလောဘဆိုတာနေဖို့နော်ဒီပစ္စည်းလေးပါးနဲ့ပတ်သက်တဲ့အရောင်ရဲထပ်ဖို့ဆိုတဲ့လိုက်နာချင်းသုံးရမယ့်အခြေအနေခေါင်းတွေဒီလိုတရားစကားမျိုးတွေဖြင့်ကိုယ်ရင်ထဲနှလုံးထဲမှာအေးချမ်းအောင် နားထောင်ပေးရမယ်တရားနာပေးရမယ်လို့ဆိုလိုတယ်เนาะတရားနာပေးခြင်းအပြင်ရင်ထဲကအပူတွေဟာပျောက်သွားတယ်ဆိုတာတွေ့ခံစားရတဲ့ပုံစံတွေလည်းရှိပါတယ်เนาะတွေ့ခံစားရတဲ့ပုံစံတွေရှိအဲ့ဒီလိုလုပ်ပြီးတဲ့အခါမှာနံပါတ်၄ကကြိုးစားအထုတ်တဲ့ဝီရိယဝီရိယဆိုတာခုနပြောတဲ့မမှန်ကန်တဲ့အတွေးတွေကိုရင်ထဲကတွန်းထုတ်ပြဖို့လို့ ဆက်လက်လက်ခံမနေရဘူးလက်ခံတာကိုလက်ခံလို့ဖြစ်တာဟုတ်ဒီအတွေးတွေပေါ်လာလို့ရှင်တွန်းထုတ်ဘာနဲ့တွန်းထုတ်အာယုံပြောင်းပြီးတွန်းထုတ်နော်အာယုံပြောင်းပြီးတော့တွန်းထုတ်အောင်အဲ့ဒါလို့တခုခုနဲ့ပြောင်းလဲပြီးကမ္မထာအာယုံနဲ့တွန်းထုတ်ပြစ်ထားဝီရိယလို့ခေါ်တယ်အာယုံနောက်မှမျောပါမနေရဲနဲ့မိမိမှတ်မယ်ထွက်လေဝင်လေမှတ်မယ်ဆိုရင်ထွက်လေဝင်စီမရရအောင်မှတ်နော် မရရအောင်မှတ်တယ်အဲ့ဒီလိုဝိရိယနဲ့ကြိုးစားအထုတ်ပြီးတဲ့အခါမှာနံပါတ်5ကပညာတဲ့အဲ့ဒီပညာတော့အရာရာမှာဆင်ញင်သုံးသပ်နိုင်တဲ့ပညာအဲ့ဒီကနေပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့ဝိပဿနာပညာဒီဟာရှိကိုရှိရမယ်လို့ဆိုကိုတွေးနေတဲ့အတွေးတွေအာယုန်တွေနဲ့ပတ်သက်ပြီးကြည့်တော့ဩတွေးတဲ့စိတ်ကလည်းမမြဲဘူးတွေးနေတဲ့အာယုန်တွေကလည်းပဲပျောက်ကွယ်နေတာ ဆိုတဲ့သဘောတရားတွေကိုဆင်ញင်သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကအတွေးတွေဟာရပ်ဆိုင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒီလိုဝိပဿနာပညာနဲ့မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားပေးရမယ်အဲ့ဒီတဖြည်းဖြည်းကိုယ့်ရဲ့ပညာဟာရင့်ကျက်လာမှာ